အားလုံးပဲမင်္ဂလာပါရှင်ဓမ္မကင်းကရေးသားထားတဲ့အောင်ဆန်းစုကြည်တို့မဟုတ်ဗုဒ္ဓဘာသာသူရဲကောင်းဆိုတဲ့စာအုပ်လေးကိုကျမ Y70 မှာခန်းစာဖတ်ပြပေးထားပါတယ်ရှင်အပိုင်း၃ ရှိကူလဲရှောက်အနောက်ကူလဲမျိုးဒီနေ့ရက်တွေမှာသူ့ရဲ့နှုတ်ပုတ်တသေးလေးဟာနာမကျန်းဖြစ်သွားခဲ့ပါတယ်ခုတော့ဘီရင်ရှူတက္ကသူကြီးကကွန်ပျူတာမှန်မှုတ်တက်တဲ့မိတ်ဆွေရဟန်းတော်တပါးရဲ့ကြီးစုနဲ့နှလန်ထသွားပါပြီ PC လူနာချုပ်ဖို့ပေးတဲ့ရွှေမျက်မှန်ကိုတော်လေးကိုလည်းကျေးဇူးတင်ရပါတယ်မိတ်ဆွေရဟန်းတော်များရဲ့အင်တာနက်အားလက်ချိန်ဒီမှာ ပြည်သူအလို့တွေကိုအသုံးပြုခွင့်ရနေတာမို့ဓမ္မကင်းကစီစဉ်မှုကတော့ရက်မသွားခဲ့ပါဘူး။ကောင်းစဉ်ပြပြသားရေးလက်စာတွေဖြစ်ထားခဲ့ရာကြပါပြီ။တချို့ကိုကြီးကိုတာအကြောင်းတွေကတော့ရာစုတိယဟန်တပါးရဲ့ကောက်ကြောင်းကိုမြင်သာအောင်ကောက်ချစ်မိတာပါ။ ဘာသာမှပြန်မကြားရလို့ဖတ်တဲ့သူတော့ရှိဟမ်တူပါဘူးယနေ့ဗုဒ္ဓဘာသာဆိုတဲ့ခေါင်းစည်းလေးအောက်မှာတော့နိုင်ငံတကာဗုဒ္ဓဘာသာတည်င်းနဲ့စောင်းမအချို့ကိုတင်ပြခဲ့ပါတယ်ရွှေပြည်ကြီးရဲ့သာသနာတည်င်းသူတည်သားတွေနဲ့တွေမလုံလောက်တော့ဘူးဆိုတာတနေ့တခြားယုံကြည်လာတာလေးပါပါတယ် အားနေချက်အားသာချက်တွေရှင်ထိုးသုံးသပ်နိုင်ဖို့ပါဒီနေ့တော့ look east or look west if there's a choice ဆိုတဲ့ MSN မီနိုရဲ့စောင်းမတပုတ်ကိုကောက်ဖတ်မိပါတယ်အိန္ဒိယနိုင်ငံကြီးရဲ့လာယာကိုမျှော်ကြည့်ထားတဲ့စောင်းမတပုတ်ပါဗုဒ္ဓဘာသာနဲ့လည်းဆက်ဆက်နေလို့ညှဝေလိုက်ပါတယ်ဓမ္မခင်က22ရက်6လ2010 အရှိကူလဲရှောက်အနောက်ကူလဲမျောဂန္ဒီချင်းနဲ့နေယူတို့ဟာအနောက်မြောက်တမားတွေဖြစ်ပြီးတကိုးကြီးကတော့စစ်ကြောရာသားကြီးတူဦးပေါ့ကျန်တဲ့နိုင်ငံကောင်းဆောင်အများစုဟာလဲအနောက်ရင်းသူတွေပါပဲဒါပေမဲ့သူတို့အားလုံးဟာအရှိတိုင်းနိုင်ငံတွေနဲ့ထိတွေ့ဖို့လူတွေဆိုတာကိုတော့ခံစားမိကြပါသေးတယ်ကျွန်တော်တို့ဟာအရှိနဲ့ဆိုင်သလားအနောက်ကပိုင်သလားနှစ်ခုလုံးနဲ့ပတ်သက်နေတာပါဒီကိစ္စနဲ့တော့မကွဲလွဲပါစေနဲ့ အမေရိကန်နိုင်ငံလွှတ်မှုမှုကိုကြမ်းကြမ်းခံဖို့အရှိတိုင်းအင်အားစုနဲ့ပေါင်းစည်းရမှာဖြစ်တယ်လို့ငင်းကြမ်းတဲ့ကမ္ဘာတစ်ကိုဖန်တီးဖို့အမေရိကန်အင်အားစုနဲ့စီးလုံးရမှာဖြစ်ပါတယ်အာရယံအရိယံဤဟာအနောက်ကလာတယ်လို့ပြောကြတယ်။အဲ့ဒီအတွက်အထောက်အထားမရှိပါဘူး။ ဒါပေမဲ့ RRN ဒီဟာအမြင်ကျဲတဲ့လူမျိုးတွေပါအတော့ကဟာသူ့ရဲ့သားတော်အရင်ချာကိုဗုဒ္ဓဒေသနာသတင်းစကားဖြန့်ကြည့်ဘူးအရှိကိုဈေးလွှတ်ခဲ့ပြီးသူ့ရဲ့သာသနာပြုယဟန်တော်တွေကိုတော့ဗုဒ္ဓသာသနာဖြန့်ကြည့်ဘူးအနောက်ကိုလွှတ်ခဲ့ပါတယ် အာတောကအတွေ့အရှိရောအနောက်ရောဟာအရေးကြီးနေတာပဲမဟုတ်လားဗုဒ္ဓဘာသာထွန်းကားခဲ့ဘူးတဲ့အိန္ဒိယနိုင်ငံတော်ဟာအရှိအနောက်နှစ်ခုလုံးအတွက်တူညီစွာပဲအရေးထားခဲ့တယ်ဗုဒ္ဓဘာသာယဟန်တော်များဟာအီဂျစ်လိုနိုင်ငံမျိုးတီကြအောင်တာသနာလမ်းဖောက်ခဲ့ကြပါတယ် တရုတ်နိုင်ငံကိုလည်း BC 200စုမှရောက်အောင်သွားခဲ့ကြပါတယ်။အိန္ဒိယအတွက်တော့ကမ္ဘာကြီးတစ်ခုလုံးဟာအမြဲတမ်းမိသားစုပေါ်မှာဖြစ်ခဲ့ပါတယ်။ဗုဒ္ဓဘာသာဝင်တွေကတော့မွတ်စလင်တွေဝင်ရောက်ကျူးကျော်တဲ့ AD 200စုအထိအမြဲတမ်းသာသနာပြုမရှင်များအဖြစ်တက်ကြွခဲ့ကြတာပါ။ မွတ်စလင်တွေဝင်ရောက်ကြွကြော်မှုကတော့ဗုဒ္ဓဘာသာကျောင်းတော်ဝိဟာရများကြဆုံခံပါပဲတကယ်တော့အဲ့ဒီကာလတွေမှာဟိန္ဒူတွေကိုယ်တိုင်လည်းတူတူတိတ်တိတ်နေခဲ့ရတဲ့အတွက်ဟိန္ဒူတွေရဲ့ကံကြမ္မာလည်းဖြစ်ပါတယ်မွတ်စလင်အုပ်စုမှုကာလအတွင်းမှာဟိန္ဒူတွေဟာကမ္ဘာစာမျက်နှာမှာနေရာမရအောင်ဖြစ်ခဲ့ရတာပါဒီအခြေအနေဟာဗြိတိရှတွေအုပ်စုတဲ့ခေတ္တအောင်ဆက်လက်တည်တံ့ခဲ့ပါတယ်ကမ္ဘာတကာဆက်တွေကတော့ဟိန္ဒူတွေအတွက်ပွင့်တော့ပွင့်ပါရဲ့ ဒါပေမဲ့အဝင်ကခတ်နေခဲ့ပါတယ်။အကြောင်းရှာတော့အာရှနိုင်ငံအများစုဟာကိုလိုနီလက်အောက်မှာကြာရောက်နေပြီးအိန္ဒိယအမျိုးသားရေးဝါဒီတွေကိုအဲ့ဒီနိုင်ငံတွေမှာကြိုဆိုမဲ့သူမရှိဖြစ်နေခဲ့တာပါ။အထူးအဆန်းလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဂန္ဒီဂျင်းနဲ့နေယူတို့ဟာအနောက်မြောက်တမားတွေဖြစ်နေကြပြီးတကူကြီးကစကြဝဠာနိုင်ငံသားကြီးဖြစ်နေခဲ့တာလေ။ကျန်တဲ့နိုင်ငံကောင်းဆောင်အများစုဟာလည်းအနောက်ရင်းသူတွေဖြစ်နေကြပါတယ်။ ဒါပေမဲ့သူတို့အားလုံးဟာအရှိတိုင်းနိုင်ငံနဲ့ထိတွေ့မှုရှိရမယ်လို့တော့ခံစားနေမိကြပြီးသားပါဒီလိုနဲ့လွတ်လပ်ပြီးစားအိန္ဒိယရဲ့ပထမဆုံးအပ်ဥပဒေကအာရှဆက်ဆံရေးညီလာခံကြီးကျင်းပဖို့ပဲဖြစ်ပါတယ်အဲ့ဒီအတွက်အိန္ဒိယရဲ့အရှိနဲ့ထိတွေ့မှုဟာပုံမှန်တိုးတက်ခဲ့ပါတယ်ဗမတ်လိုက်လှူရှာမှုကလည်းအရှိတိုင်းနိုင်ငံရဲ့ခေါင်းဆောင်တွေကိုအများဆိုင်စဉ်ကြံလန်းစီဆွဲခေါ်နိုင်ခဲ့ပါတယ်ဒါပေမဲ့အိန္ဒိယဟာအကြောင်းအမျိုးမျိုးကြောင့်အနောက်တိုင်းနိုင်ငံတွေနဲ့ကနဦးကားပဲအဆက်ဆက်ရှိနေခဲ့ပါပြီ ်အဲ့ဒီနိုင်ငံတွေထဲမှာမှအမေရိကန်ဟာတခုတည်းသောမိရှင်နိုင်ငံလည်းဖြစ်လက်နက်ကလည်းပြည်စုံကမ္ဘာအင်အားကြီးနိုင်ငံလည်းဖြစ်နေပြန်တော့အမေရိကန်ကိုခြေစုံကန်မှုဆိုတာမစင်းစားအပ်တဲ့အရာဖြစ်နေခဲ့ပါတယ်တရုတ်နိုင်ငံရဲ့ရန်လိုတဲ့ policy ဟာအရှိတိုင်းနိုင်ငံများကြားကထိတ်လန့်ဆိုးရွားမှုရဲ့အဓိကအကြောင်းတရားဖြစ်နေခဲ့ပါတယ်။တရုတ်နိုင်ငံကြီးဟာအာရှကြီးဆိုးရေးအတွက်တာဝန်ရှိပါတယ်။ အကျိုးဆက်ကရောတဲ့အမေရိကန်ဟာအာရှကိုလွှမ်းမိုးနိုင်ဘူးနဲ့အာရှနိုင်ငံတွေရဲ့အဓိကနိုင်ငံရေးပေါ်မှာဗီတိုအာဏာဖြန့်နိုင်ဖို့ဆက်အားထုတ်ခဲ့ပါတယ်။ချုပ်လိုက်ရင်တော့အမေရိကန်ဟာအာရှရဲ့ကံကြမ္မာကိုဆက်ပြီးတော့လမ်းညွှန်နေခဲ့တာပါ။ဒါကိုကြံ့ကြံ့ခံကြရမှာပါ။ ဒါတွေကြောင့်လေအိန္ဒိယဟာအမေရိကန်လွှမ်းမိုးမှုကိုကာကွယ်ဖို့ဗုဒ္ဓဘာသာနိုင်ငံတွေနဲ့စီးဝါးကပ်ရမှာဖြစ်ပါတယ်။အာရှမှာစစ်ပွဲဟာဖြစ်နိုင်ခြေရှိပါတယ်။ရှောင်လွဲလို့မရနိုင်ပါဘူး။ဒါကြောင့်လေဟိန္ဒူနဲ့ဗုဒ္ဓဘာသာတွေဟာစစ်ကိုကာကွယ်ဖို့တလန်းနဲ့ရှောက်ကြရမှာပါ။အများညီနေကြရမှာပါ။ ကမ္ဘာမှာဗုဒ္ဓဘာသာနဲ့ဟိန္ဒူဘာသာဝင်ဥယျာဟာတန်2000အထက်မှာရှိပါတယ်။ကမ္ဘာလူဥယျာရဲ့သုံးပုံတစ်ပုံအရေးအတွက်ပါပဲ။ကမ္ဘာမှာအရေးပါအရာရောက်တဲ့အရေးအတွက်ဖြစ်တယ်လို့အာရှရဲ့လွတ်လပ်ရေးကိုထိမ့်သိမ့်နိုင်စွမ်းလည်းရှိပါတယ်။ တပြိုင်တည်းမှာပဲအိန္ဒိယဟာကမ္ဘာငြိမ်းချမ်းရေးဦးတည်ဆောက်ဖို့အမေရိကန်နဲ့လည်းလက်တွဲရမှာပါအင်အားကြီးနိုင်ငံတခုအဖြစ်အိန္ဒိယဟာတခြားရက်တီလို့မရနိုင်ပါဘူးအစ္စလမ်အကြမ်းဖက်မှုကအားလုံးကိုလွှမ်းမိုးထားတာပါဒါပေမဲ့အားလုံးကအကြမ်းဖက်မှုစန့်ကျင်ရေးစစ်မှာပါဝင်ခဲ့ကြတာတော့မဟုတ်ပါဘူးတရုတ်နိုင်ငံကိုကျွန်တော်တို့နဲ့အတူပူးပေါင်းဖို့မျှော်လင့်လို့မရတလို့ရုရှားကလည်းကမ္ဘာအရေးခင်မှာပါဝင်ပတ်သက်ဖို့စိတ်ဝင်စားမှုမရှိပြန်ဘူးအိန္ဒိယဟာအရှေ့ကိုလည်းရှောက်ပြီးအနောက်ကိုလည်း းမျှော်ရမှာပါဒါဟာကျွန်တော်တို့မလွဲမသွေလက်ခံပြီးပဝေသနီကစုပ်ကင်ထားခဲ့တဲ့မာနတွေကိုခေါ်ဝါချရတော့မယ်အိန္ဒိယရဲ့ကံကြမ္မာတစ်ပဲဖြစ်ပါတယ်ကမ္ဘာမှာအသက်ရှင်တမ်းမဲ့အိန္ဒိယနိုင်ငံတိုင်းငယ်တွေကစန့်ကျင်ဘက်အင်အားစုတွေကိုရင်ဆိုင်နိုင်စွမ်းရှိတယ်ဆိုတဲ့ရှင်းလင်းပြသားတဲ့အတိမတ်ပြုမှုကတော့ဒီနေ့ဝါရှင်တန်မှာရှိနေပါတယ်ဗုဒ္ဓကိုတကားဖွင့်ပြီးမြည်တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီသည်လူမှုရေးစိတ်ခံစားမှုတင်းမာခြင်းကိုရှော့ချရင်စိတ်ထွက်ပေါက်ဖြစ်ကိုးကွယ်ယုံကြည်မှုကိုအတိမတ်ပြုထားတော်လဲပါတီဤအာဏာနှင့်ထိန်းချုပ်မှုစနစ်ကိုရော့ကျော်စီရန်အတွက်မူဘာသာတရားကိုခွင့်ပြုလိမ့်မည်မဟုတ်ပြီးဘာသာတရားဆိုသည်မှာလူအများစုအတွေ့အန္တရာယ်ရှိသောဘိန်းဖြူတာဖြစ်သည်ဟုသောကွန်မြူနစ်ယုံကြည်မှုအပေါ်အခြေခံတိဆောက်ထားသော တရားဝင်ဘာသာမဲ့ဝါဒီဖြစ်သည် တရုတ်ပြည်သူတမရနိုင်ငံသည်မျက်စိမှပြိပဒါလမ်းစဉ်ကိုရှတင်ရှောက်လန်းနေပြီဖြစ်သည်တရားဝင်ထုတ်ပြန်ကြေညာထားခြင်းမရှိတော့လေကွန်မြူနစ်ပါတီသည်ဗုဒ္ဓနှင့်ဗုဒ္ဓသာသနာကိုရခိုင်1960ခုနှစ်များစီကရင်ကျေးမှုတော်လှန်ရေးကာလအတွင်းဖုံတော်ကြီးကြောင်းများအစုအပြုံလိုက်ဖျက်ဆီးဖြစ်သည့်အချိန်မှစ၍တတ်မှတ်ခဲ့သည့်အဆင့်အတန်းတဲ့ပုံမှုမြင့်မာသောနေရာဘေးရန်ပြင်ဆင်နေသည်မှာတေကြလှပါပြီသည်ယခုနှစ်တိဘက်ကိုပိုင်အုပ်ချုပ်ခွင့်ရနေပြီချင်းဟိုင်တွင်ဆိုးဝါးသောငလျင်လှုပ်မှု ကြီးဖြစ်ပွားပြီးနောက်ပထမဆုံးအပြောင်းအလဲ policy တင်ကြီးသားတစ်ခုကို TV ဖန်သားပြင်ပေါ်မှာတရုတ်ပြည်သူတန်မောင်းများစွာတို့မြင်တွေ့ခဲ့ကြရသည် ပုံမှန်အားဖြင့်တူတောင်းစွာကြော်ညာလေးရှိသည့်အစိုးရပိုင်းသတင်း channel များကငလင်းတန်ခံပြည်သူများနှင့်ကြံရည်သူများအတွေ့ဆူတောင်းပြတာပို့တာနေကြသည်ဗုဒ္ဓဘာသာဖုံးတော်ကြီးများ၏ပုံရိပ်များကိုလွှင့်ထုတ်ပေးခဲ့ကြသည်ဒုတိယခြေလှမ်းအနေဖြင့်အိန္ဒိယသမ္မတကြီး ပရာဒီပတိယခုမေလာနောက်ပိုင်းဟေနန်ပြည်နယ်လှိုရန်တွင်အိန္ဒိယနိုင်ငံဘိုပါရှိစံချီစီရီနှင့် ပုံစံတူဗုဒ္ဓဘာသာကျောင်းတော်တစ်ခုကိုဖွင့်လှစ်ရန်စီစဉ်ထားခြင်းပင်ဖြစ်သည်ဖွင့်လှစ်ပြီးဗုဒ္ဓဘာသာနှင့်ပတ်သက်သောအာဏာပိုင်အဖွဲ့၏ပြော့ပြောင်းသောစိတ်နေသဘောထားကရှန်ဟိုင်းတွင်ကျင်းပသည့်ကမ္ဘာ့ကုန်စည်ပွဲတွင် မကြာမီကခင်းကျင်းပြသခဲ့သည့်တရုတ်ပြပွဲခံမှတွင်ပိုမှုထင်ရှားခဲ့သည် တိဘက်နှင့်ယူနန်ယဉ်ကျေးမှုပြပွဲခမ်းမများတွင်တန်ပေါင်းများစွာသောဧည့်သည်တော်များအတွက်ဗုဒ္ဓပုံတော်များဗုဒ္ဓဘာသာအမွေနှင့်အသွင်လက္ခဏာများကိုခင်ကျင်းပြသခဲ့ကြသည်စီချင်းပြည်နှင့်အစိုးရကလည်းခီးသောဧည့်သည်များကိုဆွဲဆောင်ရန်ဗုဒ္ဓဖျားကြောင့်တစ်ခုကိုရွှတ်ဖက်တရစေနေကြသည်ဖုံးတော်ကြီးများ၏ ပုံရိပ်များကိုအသုံးပြုထားသည့်စီးပွားရေးကြော်ညာများကိုလွှင့်တင်ခဲ့ကြသည်။အစိုးရအနေဖြင့်လူလူဤစိတ်နှလုံးခံစားမှုကိုကွပ်ကဲနိုင်ပြီးချီကပ်မှုတရက်ဖြစ်သည့်စိတ်ထွက်ပေါက်စိတ်ပိုင်းတရက်အဖြစ်ဘာသာရေးလွတ်လပ်မှုကိုအကန့်အသတ်ဖြင့်စမ်းသပ်နေဟန်ရှိပါသည်။တရုတ်ပြည်သူလူလူကြားတွင်စီးပွားရေးမြင့်တက်လာမှုကဗုဒ္ဓဘာသာဖျားကြောက်များတွင်လူစီကားစေခဲ့သလိုအစိုးရအနေဖြင့်လူလူဤဘာသာရေးဆိုင်ရာရည်စည်းကိုမျက်ကွယ်ပြုရမရနိုင်ခဲ့ပါ။ ို့သောအရေးကြီးသည့်မိကွန်းတစ်ခုကဤပြောင်းလဲရွေ့လျားမှုများသည့်မကြာလှသောအချိန်တစ်ခုတွင်ကြီးမားသည့်ဘာသာရေးလွတ်လပ်ခွင့်အတွက်အမှန်တကယ်အကျိုးကျေးဇူးရှိနိုင်မည်လားဟု၍ဖြစ်သည်ကွန်မြူနစ်ပါတီသည်ဘာသာတရားနှင့်ဗုဒ္ဓဝါဒကိုပါတီ၏အုပ်ချုပ်ရေးနှင့်အာဏာချုပ်ကိုင်မှုစနစ်ရုပ်လော့သွားအောင်ထိပြုလုပ်ခွင့်တော်ပေးလိမ့်မည်မဟုတ်ပါ။ တရုတ်ကောင်းဆောင်များသည်အခြားသောအရေးရာများတွင်လည်းစိတ်ထွက်ပေါက်ချိတ်ကပ်မှုမျိုးကိုအသုံးပြုခဲ့ပြီးဖြစ်သည်အင်တာနက်အသုံးပြုမှုကိုတိုးမြင့်၍ခွင့်ပြုခဲ့ကြသလို တစုံတစ်ယောက်ကအစိုးရစန့်ကျင်ဘက်အတွေးခေါ်များပြည့်နှံ့ရေးကြိုးပမ်းခဲ့ရင်လည်းမြ мян ဆန်ဆန်နှစ်နည်းပြည့်လေးရှိပါသည်ငလင်လှုပ်မှုကြီးဖြစ်ပွားပါပြီးချင်းကယ်ဆယ်ရေးလုပ်ငန်းများကိုလှုပ်ဆောင်ရာတွင်အ धिक နေရာမှပါဝင်ခဲ့ကြသည့် ဖုံးတော်ကြီးများ၏မိခွေးများကိုအစိုးရပိုင်းရုပ်မြင့်တမ်းကြားမှထုတ်လွှင့်ပြသခဲ့သည်သို့သောမကြမီမှာပင်ထိုငလင်တန်းခံနေရာများတွင်ဖုံးတော်ကြီးများတည်ရှိမှုကိုလျှော့ချရန်စတင်ခဲ့ပြီးဖုံးတော်ကြီးများအားမိမိတို့အကြောင်းများသို့အတီးတီးပြင်ကြရင်အမိတ်များထုတ်ပြန်ခဲ့ ကြသည်အခြားတစ်ဖက်တွင်မူအစိုးရမီဒီယာများကတက်ရှိဖျားများ living ဗုဒ္ဓဟုခေါ်သည့်ထေကြီးဝါကြီးဖုံးတော်ကြီးနှစ်ပါး၏အစိုးရကယ်ဆယ်ရေး လုပ်ငန်းများအားချီးကျူးထောမနာထားသည့်ထုတ်ပြန်ကြေညာချက်များပုံနှိပ်ဖော်ပြခဲ့ကြသည် ငလင်လှုပ်ခြင်းသည်အစိုးရအာဏာပိုင်များအတွက်တိဘက်လူမျိုးများကြားအထောက်အပံ့ကိုပေးမှုကိုအတန်ကောင်းဟင်နိုင်ရန်နှင့်သဘောထားကွဲလဲသောတိဘက်ကောင်းဆောင်များဖုံတော်ကြီးများ၏ကြိုးပမ်းမှုမှန်သမျှကိုရင်ဆိုင်ရန်အခွင့်အရေးတရဖြစ်ခဲ့သည်မှာထင်ရှားလာသည်။ဤသည်မှာကွန်မြူနစ်နိုင်ငံကြီးအနေဖြင့်လွန်ခဲ့သောဆယ်စုနှစ်သုံးခုစီကတရုတ်ဤတရုတ်ဟန်ဟုအမည်ပေးကအရင်းရှင်စနစ်ကိုမွေးစားယူခဲ့သည့်ဤသူဗုဒ္ဓဘာသာဆိုင်ရာ ဆိုရှယ်လစ်ဝါဒတို့၏ကိုပိုင်ဟန်ရောစပ်မှုကို ရှာဖွေတော့မိခဲ့သူထင်ရသည်22ရက်9လ2010နေ့တုန်းအိန္ဒိယတိုင်းသတင်းစာပါစိုင်ဘယ်ဒက်စကူပါဘေဂျင်းအစ်ဗုဒ္ဓဘာကို ပြန်ဆိုသည်လူငယ်တော်ကာလကပင်ဘလော့တွင်မိဆက်သဘောမျိုးဖော်ပြခဲ့တော်လဲမိခင်ဘာသာပြည့်ဖက်လို့သည်ဘလော့ပြည့်သက်ချို့အတွက်အပြည့်အစုံဘာသာပြန်ဆိုလိုက်ခြင်းဖြစ်ပါသည် ဗုဒ္ဓဂါယမှာဘာယာနတိတို့ရောက်ရောက်ချင်းကားပေါ်မှာဆင်းတည်နေဘာသာပြန်ဆိုလိုက်တော့ဘာယာနတိရောက်ဆောင်ပါဖြစ်ပါကြောင်း American Style ဗုဒ္ဓဘာသာ1982ခုနှစ်တွင် Jazz Confetti Washington DC မြို့တော်သို့လေယာဉ်ဖြင့်ရောက်လာခဲ့သည်။သူဤကောင်းသည်ပျောက်ဆင်းနေသည်။သူဤကိုယ်ပေါ်မှာတော့ဝါရှေသောသင်ငန်းကိုဆင်မြန်းထားလေသည်။သူက အမေရိကတွင်ယဟန်တပအဖြစ်ရက်တည်နိုင်မလားစုံစမ်းရန်အိမ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။ ကွန်ဖီသည်ထိုင်းနိုင်ငံရှိဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ခုတွင်တည်ကြည်ငြိမ်သက်သောနှစ်များစွာကိုဖြတ်တန်းကုန်ဆုံးစေခဲ့သည်ထိုကျောင်းတွင်သူသည်ပရိခေယအနေငယ်ဖြင့် နေထိုင်တည်င်းသုံးကတင်းကျက်သောဝိနည်းကျင့်ဝတ်များကိုလိုက်နာကျင့်သုံးလျက်နေ့စဉ်တောရဆောက်တီကဝိပဿနာဘာဝနာပွားများနေခဲ့သည် သို့သောအမေရိကန်တွင်တော့သူတင်ယူစည်းပုခဲ့ရသောဝိပဿနာဘာဝနာပွားများနိုင်သည့်ဖုံးတော်ကြီးချောင်းကိုသူမတွေ့ရှိခဲ့ပါထိုင်းနိုင်ငံတွင်သူချင့်သုံးလိုက်နာခဲ့သောဝိနည်းစည်းကမ်းများသည်ဤအမေရိကန်တွင်ချင့်သုံးလိုက်နာရင်ခက်ခဲလာကြောင်းသူတွေ့လာရပါသည်ထိုင်းနိုင်ငံတွင် သူသည်အနာမတာဝိထုငွေကြွေးကိုကင်တွယ်သုံးဆရမလို့ပဲတိုင်းသားပြည်သူတို့ချီးဖြူရှင်လန်းလူတန်းသောဆုံးကိုသာအလှူခံဖုံးပေးခဲ့ရသည်မဟုတ်ပါလား နောက်ဆုံးတော့သူဒီလူထွက်ကတက်စီမောင်းမာတော့သည် သူဒီစိတ်ပညာဖြင့်ပါရဂူဘွဲอยู่ကလူတိုင်းဤဘဝနှင့်အဆင်ပြေစေမည်သူတင်ယူစီးပူးခဲ့သည့်တရားကိုအသုံးပြုလျက်ဗုဒ္ဓတရားတော်များကိုသူနှီးသူဟန်ပြီးဆက်လက်ကျင့်သုံးခဲ့သည်အချိန်ကာလတစ်ခုအတွင်းမှာပင်သူဒီဗုဒ္ဓဘာသာအသစ်တစ်ခုကိုတည်ထောင်ရန်စတင်ကြိုးပမ်းခဲ့လေသည်ဤထူးခြားဖွဲ့ပြသောအမေရိကန်ဗုဒ္ဓဘာသာအသစ်သည်လိုက်နာကျင့်သုံးလူသူများအားဝိပဿနာတစ်ခုတည်းအတွက်သာမဟုတ် ဘဝအစိမ့်ပိုင်းအလုံးတွင်ပါတတိပဋ္ဌံတရားကိုလိုက်နာခြင်းသုံးနိုင်စီရန်အားပေးပါသည်။ဘာသာရေးခြင်းဝတ်တစ်ခုထက်ဘဝကိုအတိပဲရှိအောင်ကျမ်းမာအောင်ပြီးတော့ဂုဏတရားတွေအစ္စဒမှာမွေးမြူနိုင်အောင်နေထိုင်ဖို့အထောက်အကူပြုနည်းလမ်းတစ်ခုအဖြစ်ထက်ကထက်ကကျွန်တော်တို့တင် जा ပေးနေကြပါတယ်။ကျွန်တော်တင် जा ပေးနေတဲ့လူများစုကသူတို့ကိုသူတို့ဗုဒ္ဓဘာသာဝင်လို့မထင်ကြဘူးဗျ။ဒါဟာကျွန်တော်အတွက်တော့လုံးဝကောင်းပါတယ်။ ဗုဒ္ဓဘာသာဖြစ်ဖို့ထက်ဗုဒ္ဓဖြစ်ဖို့ကဗုဒ္ဓဘာသာနာမည်ခံမှုထက်သိမြင်သူဖြစ်ဖို့ပိုကောင်းပါတယ်ဗျာဟု မကြသေးမီကကွန်ဖီကပြောခဲ့သည်လွန်ခဲ့သောရက်စက်ဘက်ကလော့အင်ဂျလစ်တွင်ကွန်ဖီကလုပ်ငန်းနှစ်ခုကိုဆောင်ရွက်ခဲ့သည်တောက်ကြနေညတွင်အာမန်ဟမ်မပြတိုင်းနိုင်စိတ်ပညာရှင်ကားကျွန်အီချာနှင့်အကြောင်းစကားပြောခြင်းနှင့်စနေနေ့တွင် LA ဝိပဿနာဆန္ဒ၌သုံးနာရီကြာဝိပဿနာသင်တန်းပေးခြင်းတို့ဖြစ်သည် နိုင်ငံ၏အထင်ရှားဆုံးဗုဒ္ဓဘာသာဆန္ဒများထဲမှာမှတ တစ်ခုဖြစ်သည့်ဝိပဿနာအတင်းတည်ထောင်သူတဦးအနေဖြင့်သူသည် တကဘာလုံးရှိဝိပဿနာတရားစခန်းများကိုဥဆောင်လေးရှိသလိုထိနတ်ဟန်ဘီယန်န်ဖုံးတော်ကြီးနှင့်တလိုင်းလာမှာတိဘက်ယဟန်မင်းတို့ကဲ့သို့သောကြော်ကြားသည့်ဆရာတော်ကြီးများနှင့် အတူလိုက်ပါကတင်ကြားပို့ချပေးခဲ့သည်ကွန်ဖီကိုအမေရိကန်လူမျိုးများနှင့်တင့်လျော်ရှောက်ပတ်သောဗုဒ္ဓဘာသာကိုအနောက်တိုင်းနှင့်အခြေစားနိုင်အောင်ဖန်တီးကူညီရေးကြီးဆရာတော်စုအဖြစ်အတိမတ်ပြုပါကြပါသည် ယနေ့မြမောက်ခေတ်မှာတော့အမေရိကန်တနိုင်ငံလုံးတွင်ရာပေါင်းများစွာသောဗုဒ္ဓဘာသာဆန္ဒများရှိနေခဲ့ပြီးစာတင်ကြောင်းများအကျဉ်းထောင်များစီးရုံများနှင့်စီးပွားရေးဖို့အဖွဲ့ရုံးငယ်များတွင်ပင်ဝိပဿနာပရိုဂရမ်များရှိနေခဲ့ပါပြီ။ထို့သော1986ခုနှစ်ကဝိပဿနာအသင်းကိုကွန်ဖီစုဖွဲ့တည်ထောင်စဉ်ကဗုဒ္ဓဘာသာသည်အမေရိကတွင်အသစ်ဆန်းတစ်ခုဖြစ်နေသေးသည်။ ကွက်ကွက်လေးသာရှိသောဗုဒ္ဓဘာသာအစုလေးများကိုလေယုံကြည်ချက်ဆွဲမြဲခိုင်မာသည့်တိဘက်လာမများနှင့်စာမူရိုင်းစိတ်ဓာတ်ဖြင့်ဗုဒ္ဓတရားကိုသင်ကြားပို့ချနေသောဇင်မာစတာများကဲ့သို့သော အာရှရိုက်သားယဟန်တော်များကဦးဆောင်ခဲ့ကြသည် ။ကွန်ဖီနှင့်အတူစိတ်တူကူတူမိတ်ဆွေများဖြစ်ကြသည့် Sharon Seven နှင့် Joseph Goldstein တို့ကအမေရိကတွင် အရှိတောင်အာရှ၏အိန္ဒိယ၏ဝိပဿနာကို လူအများကျင့်သုံးနိုင်မည်နေရာတစ်ခုမဖြစ်မနေလိုအပ်ကြောင်းဆုံးဖြတ်ခဲ့ကြသည်။စင်နှင့် တိဘက်ဘာသာ တရားများထက်ပိုလွန်သောဝိပဿနာခြင်းစဉ်သည် အစ္စဒတိမြင်ရေးအတွက်စနစ်ကျသောစူးစမ်းရှာဖွေမှုလိုအပ်ပါသည်တို့နှင့် mass ဘာတတော်ရှိဗရင်ဂျီဖုံးတော်ကြီးချောင်းဟောင်းတလုံးကိုဝယ်ယူကာတရားအထုတ်လို့ဒီယောဂီများကိုရိတ်တာစခန်းပွဲများသို့ဖိတ်ခေါ်ခဲ့ကြသည်ထိုင်ခြင်းစဉ်ကြံလျှောက်ခြင်း ကမ္မထံအထုတ်မှုအပိုင်းတွင်ယောဂီများအားမိမိတို့ဤခန္ဓာကို အသက်ရှူသွင်းမှုနှင့်စိတ်အချင်းရာများကိုတတိမပြတ်စောင့်ကြ ရှုမှတ်ရန်အားပေးကြပါသည်။တင်နန်းသားများနှင့်ဆရာများသည်လမ်းဘေးအဝိဇ္ဇာများကိုဝတ်ဆင်ထားကြပြီးဆရာဂုရုများကယနေ့မျက်မှောက်ခေကမ္ဘာတွင်အတ္တိတ္တိတရားဖြင့်မိတို့နေထိုင်ရှင်သန်ကြရမည်ဟုသော အသက်ဝင်သည့်အကြံဉာဏ်များကို ပေးကြသည်။ အာရှတိုင်းမှာရှိသည့်ဗုဒ္ဓဘာသာဝင်ယောဂီအများစုမှာယဟန်များဖြစ်ကြတော့လေအမေရိကန်ယောဂီအများစုကတော့မိသားစုအလုတ်အကိုင်းနဲ့အနောက်တိုင်းအမည်ရှိသောလူဝိကျောင်းများဖြစ်ပါသည်ကွန်ဖီကတော့သူ့အတွေ့အကြုံအရသူတို့နီးသူတို့ဟန်အတိုင်းသွားမှဖြစ်မှာဟုသိနေပါသည်ကျွန်တော်တို့စိတ်တွေဟာအနာဂတ်စီမံကိန်းတွေအမှတ်ရမှုတွေနောက်ကျောင်းပြန်မှုတွေနဲ့ပြန့်ကျဲနေကြတာဗျာပြစ်စုံပန်တည်းမှာကျွန်တော်တို့မနေနိုင်ကြဘူးပစ္စည်းဖိတ်သမုတ်တွေကနေဝင်ချိန်တွေမမြင်နိုင်တော့အောင်ပဲကျွန်တော်တို့ကကျွန်တော်တို့ရဲ့စိတ်ထဲမှာ နှစ်မွန်းပြောက်ွယ်နေကြတာအိမ်ပြန်ချိန်မှာတော့ကျွန်တော်တို့ရှင်သူငယ်လေးတွေရဲ့မျက်ဝန်းလေးတွေကိုမမြင်တော့ဘူးပန်းကြံလေးကိုကျွန်တော်တို့မမြင်ကြတော့ဘူးပြဟုကွန်ဖီကပြောပါသည်ဝိပဿနာနဲ့စိတ်ပညာတို့ဤဆက်နွယ်မှုကိုမြင်သောကွန်ဖီကသူ၏သင်တန်းသားများအားရိုးရာကမ္မထံတရားထိုင်ခြင်းနှင့်အာယုံခံစိတ်လေးခြင်းမှုတို့တွေ့ဖက်ရန်အားပေးလေသည် ဝေဖန်ရေးဆရာချိုးကတော့ကွန်ဖီဤချင်းကမှုနဲ့ပတ်သက်ပြီးပေါ့ပြက်ပြက်ဗုဒ္ဓဘာသာအဖြစ်ဘေးဖယ်လိုကြသည်သို့သော သူဤအယောင်သွက်စာအုပ်များကရည်ညွှန်းချက်တစုံတရာ ဖြစ်မည်ဆိုလင်သူပြောချင်သောမက်ဆေ့ကလူများစွာအတည်ပဲ့တင်ထန့်နေခဲ့ပါသည်1980နောက်ပိုင်း မက်ဆာချူဆက်တွင်ရှိသည့်ဝိပဿနာစင်တာသို့ရောက်မလာမီကဇင်းနှစ်တိဘက်လာများများထံနီးခံခဲ့ဘူးသော True Decoming ဆိုသောအမျိုးသမီးက"သူမအတွက်သူမ၏အာရှနယ်ပွားဆရာများနှင့်အချိန်ဆက်မိရင်ခက်ခဲခဲ့ကြောင်းပြောပါသည်။ကျမကတော့ချက်ကလက်ချင်ကဲနယ်ပေကကျမတို့ရဲ့စိတ်ပိုင်းဆိုင်ရာဘဝအတွက်ပိုင်ဝနီယာတယောက်ဖြစ်နေဗုဒ္ဓဘာသာကိုပြောင်းလဲခဲ့တာလို့ကျမခန်းစားမိပါတယ်"ဟု LA ဝိပဿနာစင်တာကိုဦးဆောင်နေသည့်သူမကပြောပါသည်။ 1988ခုနှစ်မှာကွန်ဖင်းသည်သူယခုတိုင်ဥဆောင်နေစေ ဖြစ်သောဓမ္မကြောက်ဆောင်ဝိပဿနာကို Marine Country Community of Wooker တွင်တည်ထောင်ခဲ့ပါသည် သူတွင် စိတ်ပညာရှင်ဖြစ်သူဇနီး လီယာနာနှင့်ယခုနှစ်နွေရာသီတွင် ကမ္ဘောဒီးယားနိုင်ငံ၌အလုတ်တင်ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်နေသည့်တမီကာရိုလိုင်းတို့ရှိပါသည်။ကွန်ဖီသည်ဗုဒ္ဓဘာသာကိုမိသားစုဘဝအခြေခံကချိတ်ကပ်နိုင်သည့်နေရာတစ်ခုအဖြစ်သူ၏ဝိပဿနာစင်တာကိုဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။အခြားလုပ်ငန်းများအနေဖြင့်သူနှင့်အခြားပုဂ္ဂိုလ်တို့ကမိဘများနှင့်သက်ဆိုင်သည့်သင်တန်းများအလယ်တန်းကျောင်းသားများအတွက်ဗုဒ္ဓဘာသာမိတ်ဆက်သင်တန်းများကိုတင်ကြားပို့ချပေးလျက်ရှိပါသည်။ ကွန်ဖီကသူ့ကိုယ်ပိုင်ကျင့်စဉ်များကိုလည်းမြင့်မအောင်အားထုတ်နေစေဖြစ်သည် သူဤအဆက်မပြတ်လက်ပတ်နေသောတင်ချပိုးချမှုဘဝကသူ့အားခန္တီတရားနှင့်တတိတ္တမောစဉ်ကို အားထုတ်နိုင်စီရန်အခွင့်အလမ်းများစွာပေးခဲ့သည်ဟု ူကဆိုသည် သူအိမ်ပြန်ရောက်သွားသောအခါသူတရားရိပ်သာစခန်းမြေပြင်ပေါ်တွင်ရှိသည့်စာရေးတဲတဲလေးလေးတွင် အချိန်ကုန်ရသည်ကို သူနှစ်ချိုက်သည် သူတဲလေးဤပြတင်းပေါက်မှကြည့်လျင်စိတ်လန်းသောတောင်ကုန်းများနှင့်စမ်းချောင်းလေးနဘေးတွင်စိုက်ပြူထားသောတစ်ပင်နှမ်းများကိုသူမြင်နိုင်လေသည် Los Angeles Time Teacher Who Helps Shape American Buddhism Is Still on a Quest ကိုဘာသာပြန်ဆိုပါသည် တနက်နဲ့ပြစ်ခံရတဲ့ကုန်းမောင်ခေဓမ္မကတိက ဖုန်ကြီးအားဖျားပြောင်းလိုပဲကြာဘူးကကြာဘူးရဲ့ခုတော့ဖုန်ကြီးမအားပြီမဲဘလို့တော့ခဏခဏပြောင်းမိသေးတယ် သူ့ဘလော့လေးကိုဖွင့်လိုက်တိုင်းမျက်စီထဲမှာရှင်းရှင်းလင်းလင်းဖြစ်မသွားသေးတာကသူ့ကိုအာရုံနှောက်စေတော့တာပဲဒီလိုနဲ့ဟွာလေးပြင်လိုက်ဒီဟာလေးဖြက်လိုက်နဲ့ဘလော့သမားတွေထူထောင်နေရတာခရာကိုရောက်တာတလှပြီတော့မင်းနေပူရာကခရာရဲ့ခက်ရှင်းရှင်းရတာတခုပါပဲစာကြည့်ခန်းထဲမှာရှိတဲ့စာအုပ်တွေတအုပ်ကြီးတအုပ်ဆွဲဖက်ဖြစ်တယ်ဥပမာတမ်ဘူဟာကီရကမာသင်္ကစားဆရာတော်ရဲ့စကားပုံစာအုပ်ကခုမှပို့ဖက်လို့ကောင်းတယ်ငငယ်တုန်းကဆရာ ဖုံးတော်ကြီးရဲ့စာရိုက်ဗီဒီယိုတွေကပိုးတိုက်ကြိုက်စားတဲ့စာအုပ်လေးကိုပဲယူရရကြွေမကြအောင်ဖတ်ခဲ့ရတာကိုတင်ကစားဆရာတော်ကြီးကစကားပြောအရာမှာတော့ကုန်းမောင်ထင်နှောင်းပိုင်းမှာအထင်ရှားဆုံးပဲစကားကက်ဖက်အရွယ်တိုက်တဲ့အရာမှာဗမော်ဆရာတော်ကြော်ကြားတယ်လူဥပမာစကားအလှနဲ့ဟာသမြအောင်ပြောတဲ့နေရာမှာတင်ကစားဆရာတော်ကထင်ရှားတယ်ဗမော်ဆရာတော်ကြီးဆိုတာဝါတော်ဝါသနာ ဝါသာသနာတော်အရာစကားအကက်အဖဲ့တွေပြောတတ်ပြီးမှသာသနာတော်အရေးနဲ့ကြုံတဲ့အခါတိုင်းဝေဖန်ရေးစာအချို့တွေအရေးကောင်းလို့မင်းတို့မင်းကြီးနဲ့သူ့တမထိတ်ကောင်းတင်ဆရာတော်ကြီးတွေကမကြခဏစိတ်မသက်သာဖြစ်ကြရပါတယ်။နောက်ဆုံးဗမော်ဝူပုခံရတဲ့အထိပဲတင်ကစားဆရာတော်ကတော့စကားအပြောကောင်းလို့ဗမော်ဆရာတော်ကြီးကိုယ်တိုင်ခက်ပြုံးပြုံးနဲ့နားထောင်ရပါတဲ့။ စေတနာဘုံနေပြည်တော်ကဆရာတော်ကြီးတွေကကျေးလက်ဖုန်ကြီးပြန်ပွဲတစ်ခုကိုအသွားမှာတင်ကစားဆရာတော်ကဗမော်ဆရာတော်ကြီးထံမှာတပည့်ဖရာတပည့်တော်ကပညာသင်ဘူးကျေးဇူးကြီးလေတော်ဗမော်ဆရာတော်အရှိမှာတည်ရင်သုံးရင်အရှိအနောက်မှာတည်ရင်သုံးရင်အနောက်တောင်မြောက်စသည်ဘယ်အရက်စီမှာပဲတည်ရင်သုံးသုံးတည်ရင်သုံးရအရက်ကိုမှန်းပြီးဥချအိတ်လေးရှိပါတယ် အကယ်၍ဗမော်ဆရာတော်ကြီးပြန်လည်တော်မူခဲ့ရင်လေတပည့်တော်ကတော့နှစ်သိန်းလေးတောင်အထုရှိသောဤမဟာပထဝီမြေကြီးကိုပဲဥချကအိတ်ဆက်ရပါမယ်လို့စကားစာလေးကမ်းပါတယ်။ကျန်တဲ့ဆရာတော်တွေကလည်းသင်္ကစားဆရာတော်စကားဗေလန်းနေပြီဆိုတာသိတော့ထောင်ပေးလိုက်ကြပါတယ်။ဒီလိုဆိုတော့ကသင်္ကစားကဗမော်ကိုအဝီစီးကြမယ်လို့ဆိုရရောင်းနေပါဘကောတဲ့။ဒီလိုတော့မစုံဝင့်ကြောင်းပါ။ ဆရာကုံအထူးကျေးဇူးတရားသည်မဟာဗထဝီမြေအထူးကဲ့သို့ကြီးမြတ်ကြောင်းနှိုင်းရှင်က ရှိခိုးဥချမြည်လို့သာဆိုလိုရင်းပါတယ်ဗမောဆရာတော်ကြီးခမအေးတင်ကစားကစကားရှားတဲ့လူမဟုတ်ဘူးဗျာအစကဒါကိုယူရပြောတာမဟုတ်ပေဘူးအလိုမင်းရှုပ်ပြီးမဟုတ်တာကြံဖန်မမှန်တာပြောဖို့နေရမှာတော့ဖះရှင်တစ်ထက်သာဆိုဧကရေရလောက်တကယ်ပြရတယ်ယေတနာဘုံမြို့ တီနန်ဒီမင်းတို့မင်းတရားကိုယ်တိုင်ကသင်္ကစားဆရာတော်စကားတွေနာကျင်လို့ခဏခဏဆုံးပင့်ကလေးရှိပါတယ်တခါတည်းရန်မှာသင်္ကစားဆရာတော်စကားထွက်အောင်မင်းတရားကိုယ်တိုင်က စကားညှစ်လေးရှိတာပါမင်းတို့မင်းကြီးကဆရာတော်စကားပြောပြီဆိုရင်ပီတိနုမောတာရုခေါ်ဖို့အသင်ဆောင်နေတတ်ပါတယ် ကြည်ပါဦးဆရာတကာနှစ်ဦးသာစကားညီညွတ်ကြည့်ကြပုံများမင်းတို့မင်းတရားကယသနာပုံရှင်ပြုတော်ရှိလေးပြင်းလေးရဲ့မှာရှိတဲ့ကျမ်းတက်အကျော်ဆရာတော်တွေကိုပင့်ပြီးဆုံးကပ်ပါတယ်။ဆုံးအနုမောဒနာပြုပြီးတဲ့အခါ မင်းတရားကအရှင်ဘုရားတို့ကြောင်းတော်သူပြန်ကြသည့်အခါအနောက်ဆောင်တန်းလျာကကြွသွားလင်းလမ်းတရားဖြောက်ပြူုံမကကြိရှိဝေရာအယုံများလဲစမ်းကြဲစွာတွေ့ရပါမည်ဘုရားလို့လျှောက်ထားခဲ့ပါတယ်။အနောက်ဆောင်တန်းလျာဆိုတာကမိဘရားမောင်မမိတ်တန်အချွေရင်အလှပကီနန်းသွေးနန်းရည်များနေထိုင်ရာမှန်တည်တော်မူတဲ့ဆရာတော်ကြီးများကစကားမတုတ်ရှက်စနိုးနဲ့ခေါင်းငုံပြုံးပြီးသာနေတော်မူကြပါတည်း။တင်ကစားဆရာတော်ကတော့တွတ်ပါတယ်။ အရှင်မင်းကြီးနန်းတော်ရဲ့အရှိတကူတောညူညူတောင်ညူညူစွတ်စွတ်စိမ့်စိမ့်တိမ်ညွန့်ဖွယ်ရာတဘာဝအလှများကိုမြင်ပါ၏လောတဲ့မင်းကြီးထိုတို့ပင်လှ၍တိမ်ညွန့်ဖွယ်ကောင်းတော်လဲတခါမှမရောက်ဘူးတော်သူများသွားတော်တခေါက်ထဲနှင်းငှက်ဖျားတင်ပြီးတည်သက်တယ်တကားတော်တဲ့မင်းတို့မင်းကြီးကပြုံးပြုံးရဲရဲပါပဲထက်လျှောက်ပြန်တယ် အရှင်ဖះကငေဖြူလာတော်ထွက်လာတဲ့ငငယ်ကလေးတကဝတ်ထေငေဖြူယဟန်ပါလို့ဆရာတော်ကဖြေပါတယ်။မှန်ပါ အရှင်ဖះကငေဖြူယဟန်ဖြစ်လေတော့တကားတော့နန်းတော်တဲ့စွန်းစွားအမြဲကြလေတိုင်းမိဖုရားမောင်မမိတ်တန်ခြေရန်အတင်းအစင်းယူပါလက္ခဏာလွှမ်းခြုံလှမျိုးစုံတွေကိုမြင်ပြီးကြောင်းပြန်ရောက်တဲ့အခါဆရာတော်မှာဒုက္ခတာများရှာပြီးတော့မြည်ထင်ပါရဲ့ဖះရတဲ့ နောက်တီနောက်တော့ပေါပေါရှာရှာမေးလဲမိတတ်ပါပေတော့တကတော့မင်းတရားပြီပဲဆင်ဟာတော်ကလည်းဖြည့်တတ်တယ်ဒီလိုလဲမဟုတ်ပေဘူးတကတော့ဥပမာပြရရင်ဖြင့် ထန်းပင်တပင်မှာထန်းတို့ထန်းစာဆိုတာရှိပြီရဲ့ထန်းသက်သမားပြုပြင်စီမံထားတဲ့ထန်းတို့ထန်းစာများဟာလှီတိုင်းလှီတိုင်းတိုးလို့သာထွက်တက်မြဲဖြစ်ပြီးထန်းသက်သမားပြုပြင်ခြင်းမရှိဘဲမတုံးမဲထားသောထန်းတို့ထန်းစာများဟာတဖြည်းဖြည်းပိန်လေ၆တွေ့သွားကြယူထုံးစံဥပမာဟန်ကူသာမှတ်လေတော့တကားတော့တဲ့မင်းနှုံးမင်းကိုတော်တိုင်းယာစအင်္ဂလီမဆောင်နိုင်အောင်လက်ခုပ်လောဝါတီးပြီးရေမောကြံရေးခဲ့ပါတဲ့ စကားပြောလှသလိုတတိကလည်းမခေတဲ့ဆရာတော်ပါ အောက်ပြီးအောက်ရွာသာသနာပြုခီးစဉ်အတွင်တရားဟောပလင်တော်မှာတနက်နေ့ဖြစ်တာတောင် မတုံမလုတိထန်တော်မူနိုင်တဲ့အပြင်ပြစ်တဲ့တရားခံကိုယ်တော်အရေးမယူဘူးအရေးပိုင်ကိုတောင်းဆိုတဲ့အထိသဘောထားလေးကြီးမြန်သူတော်ကောင်းတဲ့လင်းပါတော်မူတဲ့ဆရာတော်ကြီးပါပဲဟင်္ဒရာမျိုးကတရားပွဲမှာပါဆရာတော်ကြီးကိုတနက်နေ့အသိဉာဏ်ချပြစ်ခဲ့ ချိန်ရွယ်ခဲ့ပြီးမြဆရာတော်ကြီးတိလာဖုံးတော်ကြောင့်ထိခိုက်နာခြင်းမဖြစ်ခဲ့ပါဘူး။ဒါပေမဲ့ပြစ်ခဲ့တဲ့မောင်ဝဆိုတဲ့တရားခံကိုတော့ပရိသတ်တွေကဝိုင်းဖန်ပြီးအရေးပိုင်းမင်းယုံကို စစ်ဆေးဖို့ပို့လိုက်ကြပါတယ်။ဒါကိုဆရာတော်ကတိသွားခဲ့ပါတယ်။ချက်ချင်းပဲထန်းစီနဲ့အရေးပိုင်မင်းယုံကိုပို့စီခိုင်းစီပါတယ်အရေးပိုင်မင်းနဲ့တွေ့တဲ့အခါဆရာတော်ကြီးကအရေးပိုင်မင်းကိုမြမစာတင်မှုသလားလို့ပြီးပါတယ် အ ਨੇ ချင်းတော့တင်မှုပါတယ်ဆိုတော့နတ်ပြည်နဲ့ဗမာဘုံကိုရေးတဲ့အခါဝါအခရာများပါသလားလို့ထက်မိပါတယ်မပါပါလို့အရေးပိုင်မင်းကဆိုတော့ဒါဆိုရင်အဝီစီလို့ရေးရင်ကောဝါအခရာနဲ့မရေးရဘူးလားတဲ့ရေးရပါတယ်လို့လျှောက်တဲ့အခါဆရာတော်ကြီးကအရေးပိုင်မင်းယခုဖန်စီထားသောတနတ်သမားမောင်ဖိုးဝါသည်လူပုံနတ်ပုံဗမာဘုံများနဲ့လာလာမှမဆိုင်အဝီစီမှတပါအခြားလာရမမည် သူ့အတွက် မောင်ဖိုးဝအမှုကိုမောင်ဖိုးဝပြင် စီစဉ်ပေးလိုက်ပြီယခုဖန်းစီချုံနောင်ထားသောပြစ်ဆက်ကမင်းတန်မှလွတ်ပေးစီခြင်းပါသည်တဲ့ဆရာတော်ကြီးရဲ့မေတ္တာဓာတ်နဲ့ဂယုဏအာကြီးမြတ်မှုကြောင့်မောင်ဖိုးဝလူငင်းချမ်းသာတွင်ရသွားခဲ့ပါတယ်ဆရာတော်ကခွန်းလွတ်တိခတ်နိုင်စွဲမြင်မာပေမယ့်တပည့်ယဟန်များကကျေနပ်ကြတာတော့မဟုတ်ပေဘူးတရားဟောနေတော့တနက်နဲ့ဝင်ပြေးရတော့အောင်အလွန်မိုက်မဲတဲ့လူကိုဆရာတော်မှုခဲ့တယ်နေ့ ကဲရကြုံမနဲ့ကျေးဇူးလဲတင်တက်လိမ့်မယ်မထင်ပေဘူးတဲ့ဆရာတော်ဖះကဒီလိုနှစ်သိမ့်ရပါတယ်ငါရှင်တို့ဒီလိုတရဝါများရဲ့နောင်တမလွန်ရေးညှော့တွေးပြီးတနာချင်းကိူနာသာဖြစ်ထိုက်ပါရဲ့ငါရှင်တို့မှာမျက်ရည်ယူစီလျက်ကျေးဇူးကြီးရသောမိဘဆွေမျိုးအပေါင်းကိုပင်စွန့်မှုပြီးသာသနာတော်ထံယဟန်ပြုနိုင်ခဲ့ပါလင် အကျိုးမေကိုသာကြီးစွာပေးတတ်တဲ့အမျက်ဒေါသကိုဗစာကြောင့်မွေးမြူနေကြမတုံးတဲ့ငါရှင်တို့မနာကြလေနဲ့ငါမှသာ နာလဲနာသည် တရားလဲဟောရသည်မူအဖိုးကြီးအဖွားကြီးရန်ဖြစ်တယ်လို့နာလဲနာနံလဲနံဖြစ်ရသည်ကွယ်မိပြီးစကားစာကိုဖျက်ပါတယ်တပည့်တွေကအကြောင်းစုံလင်းမအောင်ဆိုမှဆရာတော်ကရှင်းပြတာပါဓမ္မကင်းကထွင်စေရမဖြစ်ရအောင်ဆရာတော်မူရင်အတိုင်းဖော်ပြလိုက်ရပါစီတော့ ငါရှင်တို့ရှေးကအဖိုးကြီးနဲ့အမေကြီးနှစ်ယောက်သာလင်မယားတို့ဒီစကားပြောရင်အခင်းဖြစ်ပွားကြပြီလင်ထ၍ကန့်ကြောက်တယောက်ဤပေါင်ကိုတယောက်ကုန်းကြီးနှစ်ပန်းလုံးရင်ကြိုက်ကြကုန်တည်းထို့နောက်ရန်အေး၍တဖြည်းဖြည်းစိတ်ကြည်ပြီးဆိုလင် အဖိုးကြီးကပြောသည်မှာအမေကြီးညင်းနေစိတ်ပေါက်၍တယောက်ဤပေါင်ကိုတယောက်ကြိုက်ကြသည်မှာနာတလောဟုမေ၏ထို့အခါအမေအူကကိုလာပြီမပြောပါနဲ့ ငါဒေါသဖြစ်ရသည် မနာပဲရှိမည်လို့ဟုဆိုသော အဖိုးကြီးကညီမနာယုံသာနာသည်ငါမှာနာလဲနာသေး၏နံလဲနံသေး၏ဟုဆိုတည်းငါရှင်တို့ရဲ့ငါဤရတူငါရှင်တို့မှာနာယုံသာနာသည်ငါမှာတရားလဲဟောရသည်၏နာလဲနာသေး၏တဲ့ဩကုံးမောင်ခေဓမ္မဂရိက အကျော်ဆရာတော်တပါးရဲ့လောကရန်မှာတနည်းနဲ့ဖြစ်ခင်ရတာလေပါတကူ တနက်အပြစ်ခံရတဲ့အကြောင်းတရားကတော့ဂိုင်းခန္ဓာအကွဲအပြစ်အစွန်ပြင်းထန်သူတွေကြောင့်ပဲလို့တာမန်သိရပါတယ်အချိန်ပေးနှဆင်ပေးကြတဲ့သူများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။